အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလဲပါတယ်ကောင်းမွန်တော့ဒါနေလေးဖြစ်ပါကြီးညာကနေပြီးတော့စုံတောင်းလဲပါတယ်အဲ့တော့ဒါဒီနေ့ညနေမှာဒါ Manchester United သတင်းနှစ်ခုကိုကျွန်တော်ကဏ္ဍနှစ်ခုအနေနဲ့ခွဲသွားကြတယ်အပထမဆုံးသတင်းတစ်ခုအနေနဲ့ကျွန်တော်ဒါလက်ရှိမှာ Manchester United နီးပြ Ruben Amorim နဲ့ နာမည်ဒါကျွန်တော်နှစ်မှာဒါကျွန်တော်တို့ကိုသမအပြောင်းလဲပြုလုပ် ခြင်းနေပြီဆိုတဲ့တဲ့ရင်ထွက်ပေါ်လာခဲ့တယ်။ Switch နဲ့ပွဲစဉ်ပြီးမှဒါကျွန်တော်တို့ပဲ Armory နဲ့ Owner နာကိုတရားဝင်ကာကွယ်ပေးခဲ့ပေမဲ့ Owner နာရဲ့အပြစ်ကြီးပဲမဟုတ်ဘဲနဲ့တသိန်းလုံးအဖြစ်ဒါကျွန်တော်လိုအပ်ချက်တွေရှိသေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့သူ့အနေနဲ့ပြောခဲ့ပေမဲ့ Manchester United လက်ရှိနီးပြဖြစ်တဲ့ Ruben Amorim ကတော့ Owner နာကိုတော်တော်လေးကိုစိတ်ကုံနေပြီဆိုတဲ့သတင်းတွေကတော်တော်လေးကိုထွက်ပေါ်လာခဲ့တယ်ဒီမှာပါအဲ့တော့ပြောချင်တာကဒီနေ့မှဒါ United အသင်းနဲ့ထုံးဝနိုင်တာ နာမည်တွေကို list လုပ်အောင်မယ်နာမည်တွေ list လုပ်ရတဲ့နာမည်ထွက်ပေါ်လာတဲ့နာမည်လေးရှိလာခဲ့ပြီဖြစ်တယ်အဲ့တော့တော့နာမည် rumor ထွက်လာပြီဆိုတော့နောက်က rumors နဲ့ကပ်ပါလာတဲ့ဘေကစားသမားကဒီကစားသမားကိုအစားထိုးမလဲဆိုတဲ့ဥစ္စာပါပဲ အန်ဒရီအိုနာနာကိုလက်ရှိမှာမန်ချက်စတာယူနိုက်တက်အသင်းနေနဲ့လာမယ့်နွေရာသီမှာဆော်ဒီအသင်းကိုရောင်းချဖို့အတွက်ပြင်ဆင်သွားမယ်ဆိုတဲ့ကောလာဟာလာရီစတင်ပြီးပြင်ဆင်လာခဲ့တယ်။လက်ရှိမှာဒါဆော်ဒီအသင်းနေနဲ့လာမယ့်နွေရာသီမှာဒါအန်ဒရီအိုနာနာကိုခေါ်ယူဖို့အတွက်ကြိုးစားသွားမယ်အနေထားမှာတော့ယူနိုက်တက်အသင်းနေနဲ့အိုနာနာကိုခေါ်ယူမယ့်အနေထားတစ်ခုကိုတားဆီးသွားမှာမဟုတ်ဘူးလို့ကြားသိရတယ်မှာပါတယ်။အိုနာနာအပြောင်းရှိကနေမန်ချက်စတာယူနိုက်တက်အသင်းနဲ့လာမယ့်နွေရာသီမှာပေါင်ပန်း30လောက်ရခဲ့မယ်ဆိုရင်တော့သူတို့နေတဲ့ ကိုယ်တမအစ်စ်လဲလေဘူးတဲ့စတင်ပြီးတော့ပြုတ်လုံသွားမယ်လို့ကြားသိရတယ်မှာပါအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Manchester United အနေနဲ့ဘဒုကိုနေရဒါကျွန်တော်တို့လှုပ်ထားလဲပေါ့နော်အဲ့တော့လက်ရှိကြားရတဲ့သတင်းတွေအရဆိုရင်တော့ကျွန်တော်တို့ကကိုယ်တမတွေကနာမည်တွေအများကြီးထွက်နေတယ်ဒါပထမဆုံးတယောက်အနေနဲ့အခုလက်ရှိမှာပြောရမယ်ဆိုရင်တော့ဒါအာဗါလေ ာလရှည်ကြစောင့်ကြည့်နေခဲ့တယ်။ဦးနာနာမခေါ်ဝင်ကြတဲ့ကလည်းဒါကျွန်တော် ခေါ်ဖို့အတွက်စဉ်းစားခဲ့ဘူးတဲ့။ဒါကျွန်တော် Diego Costa ပေါ့နော်။လက်ရှိမှာဒါကျွန်တော် Porto ရဲ့ဒါကျွန်တော်ဂိုးသမားဖြစ်ပြီးတော့လက်ရှိမှာဒီကစားသမားကတော့ဒါ United အသင်းရဲ့နံပါတ်1နေရာမှာသွားတယ်။ဒီကစားသမားကလက်ရှိမှာဈေးကြီးဖို့ရှိတယ်။ကျွန်တော်ဒါပေါင်တန်40နဲ့45တန်ယူရိုတန်90လောက်နီးနီးပေးချေရဖို့အတွက်ရှိတယ်။လက်ရှိမှာ market value ရလည်းဒါ transfer market ကယူရိုတန်40လောက်နီးနီးဈေးသတ်မှတ်ထားခဲ့တဲ့အတွက်ကြောင့်မလို့ဒီကစားသမားကဒါကျွန်တော်တို့သိကြတဲ့အတိုင်းပဲဟို United ပြည်သက်တီနဲ့ဒါမစိမ့်တဲ့စားဖြစ်အသက်ရအပြည့်ပြန်ကြည့်မယ်ဆိုတော့တော်တော်လေးကို ငယ်သေးတယ်ကိုသမားအသက်နဲ့ဆိုရင်တော့1999ခုခုနှစ်ဘွန်ဖြစ်တဲ့တောင်အသက်ရ25နှစ်ပဲရှိသေးတယ်ကျွန်တော်လက်ရှိ United အသင်းအနေနဲ့ဒါကျွန်တော်တို့ဟိုတာဂက်လုပ်ထားတဲ့ကစားသမားတွေထဲမှာတော့ဒါဈေးအကြီးဆုံးဒါ United အသင်းရဲ့ဒါကျွန်တော်တို့အာကုသမ list ထဲကစားသမားတို့ပြောလိုက်ရအဲ့တော့ United အသင်းရဲ့ကဲအေးခုနပြောလို့ပဲ ဒီဂိုကော့စတာကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့မအန်ဒရီယိုအူနာနာကိုအရင်ရောင်းခပြီးမှပဲဒါဒီဂိုကော့စတာဝယ်ယူရမယ့်အခြေအနေတစ်ခုမြင်ရတယ်မှာပါတယ်။ဒါပေမဲ့လက်ရှိမှာဒီဂိုကော့စတာဝယ်မယ်ဆိုရင်တော့မန်ချက်စတာယူနိုက်တက်တင်းနဲ့သူတို့ရဲ့မြို့ကန်ပြိုင်ပွဲဖြစ်တဲ့မန်ချက်စတာစီးတီးအသင်းနဲ့ရှင်လူအောင်ဖြစ်ပါတယ်။စီးစဉ်နဲ့လာမဲ့နေရာဒီမှာသူတို့လည်းဒါသူတို့ရဲ့အဓိကကိုယ်သမားဖြစ်တဲ့အက်ဒါဆန်ကိုရောင်းထုတ်ဖို့အတွက်ပြင်ဆင်ထားပြီးတော့အက်ဒါဆန်ကိုယ်တိုင်ကလက်ရှိမှာဆော်ဒီအာရေဗျာကိုသွားဖို့အတွက်တေချာလောက်နီးနီးဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီနေရာမှာဒါရူဒါတော့ဆိုရူကော့စတာမဟုတ်ဘူး။ဒီဂိုကော့စတာကိုလိုက်ခဲ့မယ်ဆိုရင်တော့ဒီကိုယ်သမား ကိုတော့ဒါကျွန်တော်တို့ United ကဒါ City အသင်းတို့ရုပ်ရည်ပြမဲ့ချင်းချင်း live ဖို့အတွက်ကြိုးစားသွားမယ်လို့ကြားသိရတယ်တမပါတယ်။နောက်တစ်ယောက်ကဒါကျွန်တော်တို့ကျွန်တော်နဲ့တိတ်ပြီးတော့မရင်းနှီးခဲ့မှာအခုလက်ရှိမှာ Atletico Madrid ကိုလာပြီးတော့အငှားလာကစားနေတဲ့ဂိုသမားပါပဲ။အဲဂိုသမားကလက်ရှိမှာကျွန်တော် Argentina ဂိုသမားဖြစ်ပြီးတော့ဒါကျွန်တော်တို့ကြားရတဲ့သတင်းတွေအရဆိုဒီကစားသမား Atlanta ကနေအငှားနဲ့လာကစားတာဖြစ်တယ်။သူကအသက်အရွယ်အဖြစ်တော့နည်းနည်းကြီးပါပြီ။အသက်အရွယ်အဖြစ်အခုလက်ရှိမှာအသက်30ရှိပြီဖြစ်ပြီးသူ့နာမည်ကတော့ကျွန်တော်တို့က Juan Musso ဆိုတဲ့နာမည်နဲ့ကျွန်တော်တို့ဒါအခုလက်ရှိမှာ Atletico Madrid မှာအရင်ဂိုသမားနေလို့တယ်။အဲ့တော့တရား ့ဒါအခုလက်ရှိမှာလာလီဂါမှာဒါကျွန်တော်တို့ပွဲထွက်ခွင့်တပွဲပဲရခဲ့ပြီအဲ့ဒီတပွဲမှာဒါကျွန်တော်တို့ဒါကလင်းရှိတကူရခဲ့တယ်ဒါပြင်ကျွန်တော်ဒါကိုပါဒယ်ရီမှာတော့6ပွဲကန်ခဲ့ပြီး9ပွဲဒါကျွန်တော်တို့ sorry အာကလင်းရှိ၄ခါရခဲ့ပြီး9ကိုပေးထားခဲ့ရတယ်ချန်ပီယံလိမှာတပွဲမပွဲမထွက်ခဲ့ဘူးဒါကျွန်တော်တို့အခြေအနေရပြန်ကြည့်မယ်ဆိုတာကုသပါဆိုပဲလက်ရှိမှာဖလားမှာ၃နေတာအက်သလက်တီကိုမက်ထရစ်ကဖလားမှာ၃နေကုသမလို့ပြောလို့ရတဲ့ဒါတစ်ခုပါပဲအဲ့တော့ အက်တလတီကိုမက်ဒရစ်အနေနဲ့ဒီကစားသမားကိုဒါကျွန်တော်အပီခေါ်မလားမခေါ်မလားမသေးကြခဲ့မှာမခေါ်ခဲ့ဘူးဆိုယူနိုက်တက်တင်းနေနေတာအက်တလန်တာကနေအပီသက်ခေါ်ယူဖို့တော့ကြိုးစားသွားမယ်လို့ကြားသိရတယ်မှာပါတယ်။နောက်တစ်ယောက်ကလက်ရှိမှာဒါကျွန်တော်တို့ဘန်လီအသင်းရဲ့ဂိုးသမားဖြစ်တယ်။အခုလက်ရှိမှာကလင်းရှိတီကိုဆဲပွဲကြော်ကြော်ယူပေးနေတဲ့ဒါကျွန်တော်တို့ဂျိမ်းထရက်ဖူပါပဲ။ဂျိမ်းထရက်ဖူကိုတော့ကျွန်တော်တို့တိရတော့ပေါ့နော်ညူကဆဲကတော့ဒါနှုတ်အားဖြင့်သဘောတူညီမှုရရှိထားခဲ့ဖြစ်ပြီးလာမယ့်နေရာဒီမှာခေါ်ယူသွားဖို့အတွက်ပြင်ဆင်နေပြီလို့ကြားသိရတယ်မှာပါတယ်။ဒါပေမဲ့ယူနိုက်တက်အသင်းရဲ့အခုလက်ရှိမှာဂျိမ်းထရက်ဖူကိုတော့ကြားဖြတ်ပြီးတော့ခေါ်ယူသွားဖို့အတွက်ပြင်ဆင်လာတယ်ဆို ဲကောလာဟာလာလည်းထွက်နေနေတယ်မှာပါတယ်။ဒါပေမဲ့ဒီ၃ယောက်ထဲမှာဒါကုနာပေါ်တဲ့ United အသစ်နေနေနံပါတ်၁နေရာမှာ Diego Costa နံပါတ်၂နေရာမှာ Joel Musa နံပါတ်၃နေရာမှာဒါကျွန်တော်တို့ James Rafford ဆိုတဲ့ဒါနာမည်တွေကိုစတင်ပြီးတော့ list လုပ်လာခဲ့ပြီးဆိုတဲ့တင်ထွက်ပေါ်လာခဲ့တယ်။အဲ့လက်ရှိကြားတဲ့တင်နေအရာဆိုတော့ဒါ James Rafford ကိုယူမယ်ဆိုရင်တော့ Manchester United အသစ်ကို James Rafford ကပြောင်းဖို့စေရထပ်တဲ့။သူနေတာကျွန်တော် Manchester Academy City Academy ကထွက်ခဲ့ပြီးမဲ့သူနေနဲ့ငယ်မွေးချံပေါက်ကဒါကျွန်တော် United ကစားသမားဦးဆို United ဒါကျွန်တော်တို့ပြည်သက်ဖြစ်ကြအောင် James Rafford ကအကယ်၍ဒါ Newcastle ကိုကြော်ပြီးတော့ United ကိုရွေးရမယ်ဆို င်လဲရွေးသွားဖို့အတွက်ပြင်ဆင်သွားမယ်လို့ကြားသိရတယ်မှာပါအဲ့တော့ဒီသုံးယောက်တည်းမှာဈေးသက်သာဆုံးကတော့ဂျူဝမ်မူဆာသွားမယ်ဒါပေမဲ့ဂျိမ်းထရက်ဖို့ကတော့လက်ရှိမှာ United အသက်အတွက် United အသက်အတွက်အင်္ဂလန်တမ်းမှာဂိုးသမားတွေဖြစ်မှာတော့အသင့်တော်ဆုံးဒီပါအသင့်တော်ဆုံးဂိုးသမားတယောက်လို့ပြောလို့ရရတယ်မှာပါအဲ့တော့ တကယ်တမ်းစဉ်းစားကြည့်မလို့ဂျင်းဖက်ဖို့အကဲဝယ်မယ်ဆို United တင်းနဲ့ပေါင်း12သန်းလောက်နဲ့ရမှာဖြစ်တဲ့အတွက်ကြောင့်ဒီကစားသမားလည်းမဆိုးဘူးလို့ပြောလို့ရနေတာမှရှိပါတယ်။အဲ့တော့ဒါက United တင်းနဲ့ခုလက်ရှိမှာ Andrew Onana ကိုအစားထိုးဖို့အတွက် plan တွေလုပ်လာတဲ့ဆိုတဲ့အနေထားတစ်ခုရောက်ရှိလာခဲ့ပြီဖြစ်တယ်။ဒါကလက်ရှိ scenario တစ်ခုပေါ့နော်။အဲ့တော့မြေတို့ပင်စိုးစေကမှုနောက်တစ်ခုကိုထပ်ပြီးပြောရမယ်ဆိုတော့ Manchester United တင်းနဲ့ Awesome Man နဲ့ကိစ္စတော်တော်လေးကိုလမ်းပေါက်နေပြီဆိုတဲ့သတင်းထွက်ပေါ်လာခဲ့တယ်။ဒါကိုပထမအတိုင်းကျွန်တော် Tier 2 Tier 3 level တွေပြောခဲ့မယ်။ Fabrizio Romano ကသူ့ရဲ့ YouTube ရဲ့ podcast မှာတော့လက်ရှိမှာ Manchester United အသင်းနဲ့ တော့အော်စင်မန်တို့ရဲ့ကဲမရွန်နယ်ကအခုလက်ရှိမှာတော်တော်လေးကိုအခြေအနေကောင်းနေပြီဆိုတော့တဒိန်းတွေထွက်နေတဲ့တည်းမှာပါတယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်အော်စင်မန်ကကျွန်တော်အခုမှတေချာတည်တဲ့တစ်ချက်ကဘာလဲဆိုတော့ဟိုသူ့ရဲ့စာချုပ်ရတာအများကြီးမကြံတော့တဲ့အတွက်ကြောင့်ပေါ့အကဲယူနိုက်တက်ကသူ့ကိုခေါ်မယ်ဆိုရင်တော့မှလက်ရှိမှာနပိုလီတတ်မှတ်ထားတယ် အဲဈေးတစ်ခုကိုပေးဖို့အတွက်အစီအစဉ်မရှိဘူးလို့ကြားသိရတဲ့တည်းမှာဗာအဲ့လက်ရှိမှာသူကဂလာတာဆာရီမှာအငှားနဲ့သွားကစားတယ်အမှန်တကယ်ပြောကဂလာတာဆာရီကလည်းသူ့ကိုတော့ကျွန်တော်အပိသက်ခေါ်ခြင်းနဲ့ဒါပေမဲ့အော်ဇမန်ကတော့ဥရောပမှာပဲဆော့ခြင်းနဲ့အပြေကရှင်းရှင်းလေးအော်ဇမန်ကိုခေါ်ယူဖို့အတွက်ဒါ United တဲ့သင်းတဲ့တွေမှုပေးနေတာကျွန်တော် Chelsea အသင်းကပါ try နဲ့ဖြစ်ခဲ့ပေမဲ့အော်ဇမန်နဲ့ United ကဒီကောလာဟာလောက်ဆိုရင်ကောလာဟာမဒီအပြောင်းရွှေ့တွေကိုဝင်လာတဲ့အချိန်မှာကောလာဟာလာအချိန်ကလေးကစရွေးဝင်လာတဲ့အချိန်မှာအော်ဇမန်က United ပါလာတဲ့အချိန်မှာသူ့အနေနဲ့ United ကိုပဲရွေးချယ်ဖို့ဆုံးဖြတ်ခဲ့တယ်အော်ဇမန်နဲ့ခုလက်ရှိမှာဒါကျွန်တော် Glatasari မှာဒါ19ပဲ ်ကန်ထားခဲ့ပြီး14ကိုသွင်းပြီးတော့၄ကိုဖန်တီးထားခဲ့တယ်အဲ့တော့ပြောချင်တာကသူ့နယ်ဘယ်နေရာရဲ့ရောက်တာကစားသမားဆောင်ရမ်းကောင်းတယ်လို့ပြောလို့ရတယ်မဟုတ်ယူရိုပါလိမှာဆို9ပွဲကန်ထားပြီး6ပွဲဆိုကျွန်တော်ကအ6ကိုသွင်းထားတယ်တကိုးဒါကျွန်တော်ဖန်တီးပါပြန်ကြည့်မယ်ဆိုရင်ဒါကျွန်တော်ပြန်မြကိုတကိုးလောက်နီးနီးကိုသွင်းနေတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်အဲ့တော့လက်ရှိမှာအော်ဇမန်နဲ့အသက်အရွယ်အဖြစ်လည်းအဲ့လောက်ကြီးမကြီးသေးဘူးကျွန်တော်ကအသက်အရွယ်က26ပဲရှိသေးတယ်ငယ်လေးငယ်သေးတယ်ကျွန်တော် United တင်းနဲ့ဘယ်လိုဖြစ်မလဲအဲ့တော့လက်ရှိစာချုပ်စာတမ်းရတာကျွန်တော်တို့မကြခင်မှာ expire ဖြစ်တော့မယ်အနေထားတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့ United တင်းနဲ့လက်ရှိမှာ Napoli တောင်း င်းတဲ့ဈေးတစ်ခုကိုတော့ပေးဖို့အတွက်လုံးဝအစီအစဉ်မရှိဘူးလို့ကြားသိရတယ်မှာပါအဲ့တော့ဒါပထမဆာယုတ်ဖြတ်သိမ်းခြင်းပုံစံမျိုးနဲ့ပိုလီဘက်ကတောင်းလျှောက်တောင်းခံနေခဲ့ပေမဲ့ယူနိုက်တက်အသင်းအနေနဲ့စာချုပ်တက်တန်းရအများကြီးအဲမကြမ်းတဲ့ကစားသမားအဲ့လောက်ကြီးပြုတ်ဖို့စဉ်းစားမရှိဘူးအဲ့တော့ကစားသမားက United ကိုပြောင်းဖို့အတွက်ကြားရတဲ့တဲ့နေကခေါင်းဆောင်ညှင့်ပြီးပြီလို့ကြားသိရတဲ့တမှာပါပါတယ် United အသင်းနဲ့ Galatasaray ဆိုဆို Napoli နဲ့ဒါကျွန်တော်တို့အပြောင်းရွှေ့ဈေးတစ်ခုကျွန်တော်နိုင်ရမယ်လို့ကျွန်တော်အနေနဲ့ပြောရမယ်တမှာပါပါတယ်မြည်တော့ပင်စူစီကမှုဒါကျွန်တော်တို့ လရှိမှာ United တင်းနဲ့ Osimhen ကိုတော့ပုံကူရေးရတဲ့သဘောတူညီမှုရထားပြီဆိုတော့ Kola Harbaugh ဘောင်းမျောစွာနဲ့ထွက်ပေါ်နေဖြစ်တယ်။အဲ့တော့ဒီသတင်းတစ်ခုကလရှိမှာ United တင်းနဲ့ Andrew Onana ကိုအစားထိုးမှနေတာကျွန်တော်တို့ Manchester United တင်းနေနဲ့ဒါဂိုးသမားနေရာအတွက်ဒါကျွန်တော်တို့ဘဒူကိုခေါ်သွားမယ်ဆိုတဲ့သတင်းရဲ့ဒါကျွန်တော်လက်ရှိမှာ United တင်းနဲ့ Osimhen နဲ့ပုံကူရေးရတဲ့သဘောတူညီမှုရထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒါတော့ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုနေဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလေး Youth Sport Media 3.0နဲ့ TV4U ကြီးရဲ့ link လေးတွေကိုထည့်ပေးထားခြင်းကျွန်တော်မျက်စောက်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်မြန်မာပြည်ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနာဖြစ်ပါတယ်အားလုံးကြိုးတူပါတယ်ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှာ issue တူကြတာပေါ့ဒီပါဗျ